မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ချင်းမွေးမြေကျောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မအုပ်စုကိုကြားဖြတ်တိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က August 3ရက်နေ့မနက်7:15မိနစ်ခန့်မှာချင်းမွေးမြေကျောင်းအတိုင်းအထက်ကိုဆန်တက်လာတဲ့စစ်သည်မတစည်းနဲ့တွဲသိမ်းမော်ဆယ်စည်းတို့ကိုမုံရွာမြို့နယ် ချင်းရွှေမြေကျောင်းတနေရာမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကရှေးဘက်မိုင်း၃လုံးတပ်ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ပြီးတော့လက်နိုင်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲတေဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေထိခိုက်တေဆုံးမှုရှိပေမဲ့တေဆုံးတဲ့အရေအတွက်ကိုတော့အတိအကျအတိမပြုနိုင်သေးပါဘူး။ချင်းရွှေမြေကျောင်းအတိုင်းဆန်တက်လာတဲ့စစ်ခွေးတင်းမောတစည်းနဲ့တွဲတင်းမောတွေကို ကျွန်တော်တို့တွေကြားဖြတ်တိုက်ခိုက်ခဲ့တာပါလို့ Chain Wing Fighter Group ကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Chain Wing Fighter Group CFG Braveheart Army BHG အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများအနေနဲ့လဲစစ်အာဏာရှင်စနစ်အများဆုံးညီကုန်းချုပ်နိုင်ရေးအတွက်မလျှော်သောဇွဲနဲ့ဆက်လက်ပြီးတော့ပူးပေါင်းပါဝင်ကြရန် Chain Wing Fighter Group ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KN အမျိုးသားအစည်းအရုံး KNU ညောင်လေးပင် KI အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်း26ဦးတဲကအိမ်ပြန်ခြင်းနဲ့သူတွေကိုနေရပြန်ခွင့်ပြုခဲ့ပြီးတော့မပြန်နိုင်တဲ့သူတွေကိုလည်းအလုတ်ကန်ရှာဖွေပေးကထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ကညောင်လေးပင် KI အတွင်း KNU အုပ်ချုပ်မှုနေမြေတပ်မတ်ချက်အရာမူးမြို့နယ်အတွင်းမှာရှိတဲ့တောင်စုနယ်လေတုံမြို့နယ် တော်ဝီရွာတိုက်ပွဲမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ကစစ်တုံးမင်းများကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ KNU တပ်မဟာတက်နယ်မြေတောင်စုရွာမှာစစ်ကြောင်းထိုးအထိုင်ချထားတဲ့စစ်ခွေးတွေကို KNL ပူပေါင်းတပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာစစ်တုံးမင်း23ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့တော်ဝီရွာတိုက်ပွဲမှာစစ်တုံးမင်း3ဦးဖမ်းဆီးရမိခဲ့ပြီးလက်နက်ခဲများကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်တုံးမင်းများကိုစစ်စည်းကမ်းဥပဒေနဲ့အညီ KNL အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်ကိုထံမှာ ထိမ့်သိမ်းထားပြီးတော့ပြန်ကျင်တဲ့သူတွေကိုအခုလိုမျိုးပြန်လှုပ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့စစ်တုံးမှန်းများဟာအများအပြင်စစ်ကောင်စီကအတင်းအဓမ္မစစ်သားစုဆောင်းခံရပြီးတော့မတရားစစ်မှုထမ်းခံရသူများဖြစ်ပြီးတော့တချို့ဟာစစ်မှုမထမ်းလို့တော့တဲ့စစ်မှုထမ်းတပ်တန်းပြည့်တဲ့စစ်သားများလည်းပါဝင်နေတယ်လို့အသိပေးထားပါတယ်။ KNU အနေနဲ့ဖမ်းဆီးရမိတဲ့စစ်တုံးမှန်းများကိုကောင်းမွန်စွာထိမ့်သိမ်းကာ ကိုရီအချက်လက်များကိုမှတ်တမ်းများကောက်ယူပြီးတော့နေရက်ကိုပြောင်းခြင်းနဲ့သူတွေကိုပြန်လည်ပို့ဆောင်ပေးခြင်းမပြောင်းခြင်းနဲ့သူတွေကိုလည်းအလုတ်ကိုင်းများရှာဖွေပေးခြင်းတွေကိုစီစဉ်ဆောင်ရွက်ပေးခဲ့တော်လဲတစ်ဖက်မှာတော့စေကောင်းစီအနေနဲ့လူမှုကွန်ရက်ပေါ်မှာဝါရဖြန့်ပြီးတော့တရင်အမားများကိုဖြန့်ဝေလျက်ရှိတယ်လို့သိရပါတယ်စစ်ခွေးတပ်ဟာတော်လိုင်းတပ်ဖွဲ့များကအရက်သားများကိုတပ်ဖြတ်တယ်ဆိုပြီးတော့ဝါရဖြန့်မှုများရှိတယ်လို့ဖမ်းမိထားတဲ့စစ်တုံးမန်းတွေကိုလည်းတပ်ဖြတ်တယ်ဆိုပြီးတော့စစ်တပ်အတွင်းမှာလိန်ညာဝါရဖြန့်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအနောက်ချမ်းတရားဝရီခိုင်ရှစ်မြို့နယ်တဲကမင်းလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှုယုံထွေအုပ်ယုံမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်၁၉ဦးဟာဩဂတ်လ၂ရက်နေ့ညပိုင်းမှာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးလူငယ်များဟာထွက်ပြေးသွားတဲ့အတွက်စစ်ခွေးတပ်ကမြို့အဝင်ထွက်နေရာများနဲ့မြို့ရင်းထဲမှာအပူတပြင်းပိတ်ဆို့ရှာဖွေနေပြီးတော့ထွက်ပြေးသွားတဲ့လူငယ်တအုပ်ကိုပြန်လည်ဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။ ်မင်းလာထွေဦးရုံးမှာ ပေါ်တာဆွဲခံထားရတဲ့လူငယ်၁၉ဦးနှစ်ရက်နေညကထွက်ပြေးသွားလို့စစ်ခွေးတွေကပိုက်ဆိုင်တိုက်ရှာနေတာတယောက်ကိုတော့ပြန်ဖမ်းမိတာတယ်လို့ကြားတယ်စစ်တင်တန်းပို့ဖို့အတွက်လူမပြေသေးလို့ဆိုပြီးတော့စစ်ခွေးတွေကပေါ်တာဆွဲသွားတဲ့အချိန်မှာနောက်ကနေထွက်ပြေးသွားတာလို့ပြောတယ်ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းမမိလို့လူငယ်တွေကိုအခုရက်ပိုင်းထဲမှာထပ်ပြီးတော့ပေါ်တာဆွဲမှာမို့လို့အထူးသတိထားကြဖို့ပြောကြမှာတယ်လို့မင်းလာမျိုးကန်တူကပြောပြထားပါတယ် မေလမြို့နယ်မှာစစ်ခွေးတိုက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စုဆောင်းခံရတဲ့လူငယ်အယောက်40ကျော်ဟာရှေ့တန်းစစ်မြေပြင်မှာတိတ်ဆုံးခဲ့တယ်လို့မြို့နယ်စစ်ကောင်စီနဲ့နှိစက်တဲ့သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်မှာအချမ်းဘတ်စစ်ခွေးတပ်ကပြည်သူနှစ်ဦးကို PDF ထောက်ဖို့ဆိုပြီးတော့ဆွဆွဲဖမ်းဆီးပြီးနေအိမ်ကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ25ရက်နေ့နေ့လယ်7နာရီလောက်မှာမင်းလာမြို့နယ်ဥရုကညင်ပင်ရွာကာလန်းဘေးမှာအိမ်ဆိုင်ဖွင့်ပြီးတော့ဈေးရောင်းနေတဲ့ကိုကျော်များဆိုးကိုအကြမ်းတ်စစ်ခွေးတပ်သားများက PDF ထောက်ဖို့ဆိုပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်အကြမ်းတ်စစ်ခွေးများကနေအိမ်နဲ့ဈေးဆိုင်ကိုမိရှုဖျက်ဆီးသွားပြီးတော့ဆိုင်ထဲမှာရှိတဲ့ပစ္စည်းအားလုံးကိုလည်းမိလောင်ပြချကကိုကျော်များဆိုးကိုလည်းလက်ရှိအချိန်ထိဖမ်းဆီးထားတဲ့ဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ10ရက်နေ့ကလည်းမင်းလာမြို့နယ် အုံနယ်ချောင်းကြီးရွာမှာအကြမ်းတ်စစ်ခွေးများနဲ့လေကူးအုပ်စုအုပ်ချုပ်ရေးမှုအောင်ထွတ်တို့ကကြီးရွာအတွင်းမှာနေထိုင်တဲ့မဖူးဖူးခေါ်မဖူးပွင့်အောင်ကို PDF ထောက်ဖို့ဆိုပြီးတော့ဆက်ဆွဲကလက်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်9ရက်ကြာတဲ့အထိမိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးတဲ့နောက်ဇွန်လ15ရက်နေ့မှာမင်းလာမျိုးမှရဲစခန်းကိုပြန်လည်ရောက်ရှိလာပြီးတော့ပုံမှန်90ည52ကကြီးတို့နဲ့အမှုဖွင့်ထားပြီးတော့လက်ရှိအချိန်ထိ ်မိသားစုဝင်တွေနဲ့တွေ့ဆုံွက်မပေးသေးဘူးလို့သိရပါဗျ။မဖူးပွင့်အောင်ရဲ့အဖေနဲ့အမေကမြို့မှာရဲစခန်းကိုသွားပြီးတော့တမီးဖြစ်သူကိုသွားတွေ့တာတွေ့ခွင့်မပေးဘူး။အုတ်ကြီးအောင်ထွက်ဆိုတဲ့ကောင်ကရွာထဲမှာစိတ်ထင်းတယ်လို့ပြည်သူတွေကို PDF ထောက်ဖို့ဆိုပြီးတော့ဖမ်းနေတာစစ်ခွေးတွေခေါ်ပြီးတော့ဝင်ဖမ်းနေတာအခုလဲလဲကူးကြီးရွာအုပ်စုမှာ PDF တွေရှိတယ်ဖမ်းရအောင်မယ်လို့ပြောတော့လူငယ်တွေအကုန်လုံးရွာထဲမှာမနေရဲကြဘူးတိမ်းရှောင်နေရတယ်ဒီကောင်ကပြည်သူတွေကိုနှီးမျိုးမျိုးနဲ့ဒုက္ခပေးနေတာလို့ ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းဆက်လင်းမြို့ပေါ်မှာခီးတဲ့တင်ကားတွေပေါ်မှာလိုက်ပါလာတဲ့လူငယ်၁၀ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ၁ရက်နေ့မှာဆက်လင်းမြို့ပေါ်မှာရန်ကုန်ကနေလာတဲ့ရွှေပြည်ဟိန်းကားနဲ့ရွှေပွင့်ဖြူကားပေါ်မှာလိုက်ပါလာတဲ့လူငယ်9ဦးမန္တလေးကနေလာတဲ့စိတ်တကုံကားပေါ်မှာလိုက်ပါလာတဲ့လူငယ်2ဦးမကွေဘက်ကိုတွားရောက်မယ် ဆွဲတော်ဖူးကားပေါ်မှာလိုက်ပါလာတဲ့လူငယ်နှောင်းဦးတို့ကိုအကြမ်းဖက်စစ်ခွေးများကတားဆီးကာပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ခွေးများကပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်လူငယ်၁၀ဦးကိုလက်ရှိအချိန်ထိစလင်းမျိုးမှာရဲစခန်းမှာထိမ့်သိမ်းထားဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတာကလူငယ်ပိုင်းတွေလို့ပဲသိရတယ်။ယောက်ျားလေးတွေကြီးပဲလို့သိရပါဗျ။သူတို့အကုန်လုံးကိုအခုချိန်ထိစလင်းရဲစခန်းထဲကိုခေါ်သွားတာလို့ပဲသိရသေးတယ်။ ်ကျန်တာကိုတော့ဘယ်ကိုဆက်ဖို့လဲတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းပြည်မျိုးနယ်မှာပြည်သူ့စစ်ခေါင်းဆောင်လှမြင့်ကတလားကိုငွေကျပ်နှစ်သိန်းပေးမယ်ဆိုပြီးတော့ပြည်သူ့စစ်အင်အားတွေကိုစုဆောင်းနေပြီးငွေကြေးလက်မခံတဲ့သူတွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်မျိုးနယ်ပေါင်းတလဲနေမြေခွေးရဲရွာမအုပ်စု ချင်းရုံကုန်းကြီးရွာမှာပြည်သူ့စစ်ခေါင်းဆောင်နှမြင့်ဦးဆောင်ပြီးတော့တလကိုနှစ်သိန်းပေးမယ်ဆိုပြီးတော့လူငယ်များကိုစီယုံနေပြီးပြည်သူ့စစ်အင်အားကိုစုဆောင်းနေကငွေကြေးလက်မခံတဲ့သူတွေကိုအတရားတမှာပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါဗျ။လှမြင့်ဟာ၎င်းရဲ့နေမြေအတွင်းမှာစစ်မှုထမ်းတပ်သားတဲ့များကိုစီရင်ပြုစုပေးခြင်းကင်းလှည့်ခြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရဲ့တွာလာလှုပ်ရှားမှုများကိုစောင့်ကြည့်ပြီးတော့အကြမ်းဖက်စစ်တပ်ထမ်းကိုတရင်ပေးဖို့ခြင်း၎င်းနေထိုင်တဲ့နေမြေများနဲ့ထိစပ်နေတဲ့နေရာများကပြည်သူများကိုစီယုံပြီးတော့ ပြည်သူ့စစ်အင်အားအသစ်ကိုစုဆောင်းခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်။လှမြင့်ကတဖြည်းဖြည်းနဲ့တော်တော်ကိုဆိုးလာတာပါ။သူကအရင်ကကြက်ချီနီရက်ရွာတွေမှာစေးထိုးတယ်။နောက်ပိုင်းပါတီတွေပေါ်လာတော့ကြန့်ခိုင်ရေးအမားကန်အခုတော့စစ်တပ်ကအာဏာသိမ်းတော့ပေါင်းတယ်လေနေမြေရဲ့မြောက်ဘက်ချမ်းမှာပြည်သူ့စစ်ခေါင်းဆောင်လုံနေတာ။သူ့ရဲ့အဖွဲ့ကယူနီဖောင်းဝတ်ပြီးတော့နေမြေမှာကင်းပတ်နေတာတွေရှိသလိုအရက်ဝတ်နယ်လည်းကင်းပတ်နေပါတယ်။နောက်ပြီးတော့သူကဘူကြီးဆိုတဲ့ကောင်းနေနဲ့ပေါင်းပြီးတော့ပေါင်းတယ်လေရဲစခန်းမှာထူးခြားမှုရှိရင်ရှိသလိုတရင်ပေးတယ်။ ြည်နဲ့ပေါင်းတလဲဘက်တွေမှာလူကြီးလမ်းရောက်ရှိရင်လဲသူ့ရဲ့အဖွဲ့ကလုံခြုံရေးအတွက်မြို့ပေါ်ကစစ်ခွေးရဲခွေးပြူခွေးတွေနဲ့ပူးပေါင်းဖို့တွားရတယ်ပေါင်းတလဲထွေးဦးရုံးမှာလဲသူတို့အဖွဲ့တွေအလှည့်ကျသွားနေရတယ်ဆိုင်ကယ်ဖမ်းအစီအစစ်ဆိုရင်လဲဒီကောင်တွေပါတာပဲလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်ဝတိကန်နယ်မြေအတွင်းမှာရှိတဲ့ချောင်းကရွာမှာလဲပြည်ခိုင်ဖြိုးပါတီအမကန်ဖိုးချိုဆိုတဲ့ကောင်နဲ့လှမြင်တို့ပူးပေါင်းပြီးတော့ပြည်သူစစ်အင်အားတွေများပြားလာဖို့အတွက်လူငယ်များကိုပြစ်မှတ်ထားပြီး ပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆန်းတဲ့ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ